မင်္ဂလာပါရှင်ဂရနေနဲ့ KN Data တိုက်ပွဲများတွင်စက်တင်ဘာလအတွင်းစစ်တာ15ဦးသေဆုံးတဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဂရနေနဲ့ KN Data တိုက်ပွဲများတွင်2025ခုနှစ်စက်တင်ဘာလတလအတွင်းစစ်တပ်ဖက်ကစစ်တာ15ဦးသေဆုံးခဲ့တယ်လို့တိုးတက်သောဂရနေပြည်သူအင်အားစု PKPF ကထုတ်ပြန်ထားပါတယ် ကရနေနဲ့ KN data ကိုစတက်ကစစ်ကြောင်ထိုးလာတာကြောင့်စက်တင်ဘာလအတွင်းတော်လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲ16ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်သား15ဦးသေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီစစ်ကြောင်ထိုးလာမှုနဲ့အတူစက်တင်ဘာလအတွင်းလေကြောင်တိုက်ခိုက်မှု8ကြိမ်ပြုလုပ်ခဲ့ပြီးလနဲ့ဂျီဒရုန်းတိုက်ခိုက်မှုတွေလည်းပြုလုပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းစစ်တပ်ရဲ့အကြမ်းဖက်မှုတွေကြောင့်အရက်သား၄ဦးသေဆုံးခဲ့ရပြီးဖျားကြောင်တစ်ခုပြည့်စည်ဆုံးရှုံးခဲ့ရပါတယ်။ စစ်တပ်ကပိုးပြတုစီပြန်နိုတုနဲ့ပူပေါင်းပြီးခရနီပြည်နယ်အတွင်းဝင်ရောက်နိုင်ဖို့ရှမ်းခရနီနယ်ဆက်မိုးပြန်းမြုပ်ဖဲခုံမြို့နယ်တောင်စလုံးကြီးရွာနယ်ဖရူဆိုဘောလက်ခဲလမ်းမကြီးတို့မှာစစ်ရေလှုပ်ရှားမှုတွေပြုလုပ်ပြီးစစ်ကြောင်ထိုးနေတယ်လို့ခရနီအမျိုးသားများကကွယ်တဲ့ KNDF ကစက်တမ်ဘာလ28ရက်နေ့မှာထုတ်ပြန်ချပါတယ်စစ်တပ်ရဲ့ထိုးစစ်တိုက်ခိုက်မှုတွေကြောင့် တော်လရင်တပ်ဖွဲ့တွေနဲ့တိုက်ပွဲတွေပြင်းထန်နေတဲ့အတွေ့ပြည်သူတွေအနေနဲ့လုံခြုံရေးတည်ရှိဖို့နဲ့နေမြေခံတော်လရင်တပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်တွေကိုလိုင်နာဆောင်ရွက်ကြဖို့တိုက်တွန်းထားပါတယ်။ပြီးခဲ့တဲ့အော်ဂိုလာ29ရက်နေ့ကလည်းတမောဆုံမျိုးငွေတောင်ရွာတင်မှာတပ်ဆွဲထားတဲ့စစ်ကောင်မရှင်တပ်သားတွေကိုဂရနီတော်လရင်တပ်ပေါင်းစုကတိုက်ခိုက်ခဲ့ရာစစ်ကောင်မရှင်တပ်သား15ဦးထပ်မံတည်ဆုံခဲ့ပြီးလက်နက်6လက်တင်စီရမိခဲ့ပါတယ်ရှင်။